ကျွန်တော်တို့ကြောက်စင်းကြောက်မြတ်လောကမှာကြောက်စင်းဆိုတာမျိုးကပြက်စီးမရှိပါဘူးဖန်တီးတဲ့သူပေါ်မှာမူတည်ပြီးကြောက်စေးဟာအထက်ကြောက်ဆိုတာရှိတယ်ဥပမာကျွန်တော်ကြောက်လေးတွေဈေးနေတဲ့ကြောက်လေးတွေကျွန်တော်တင်ပေးတာရှိတယ်အဲ့ကြောက်လေးမှာဈေးများတယ်လို့မှန်းတယ်လူတွေရှိတယ်โอเคဒီကြောက်ကကျွန်တော်ဘလောက်ဝယ်ပြီးဘလောက်ပြန်ရောင်းမယ်ဆိုတာကိုအကိုတို့အနေနဲ့ပြောမယ်အစားလေးလာတင်တယ်လို့ကျွန်တော်ကတော့အကြံပြုပြစေ ြောက်ဝဲတဲ့သူတိုင်းဟာငါအာတယောက်မှမပါပါဘူးဒီကြောက်ကိုရောင်စည်းဝဲစည်းအမြင်စည်းကိုရှိမှစီးပေးပြီးဝဲကြတဲ့လူတွေကြီးပါပဲရိုးရိုးရှင်းရှင်းပြောရရင်ကြောက်လောကထဲမှာအကုန်လုံးကကြားကြီးပါပဲအကုန်လုံးကကြားတယ်ဓမ္မစင်ကြားတဲ့ကြားငစင်လေးပဲပွာလာရုံတန်ငယ်တကောင်းမှမရှိဘူးအဲ့တော့ပြောချင်တာတခုကဝယ်လိုက်တဲ့ပစ္စည်းတန်ချင်း ဖန်တီးနိုင်မှုစွမ်းအားပေါ်မှာမူတည်ပြီးတော့ဒီကြောက်ဟာဈေးပြောင်းလဲရှိတာဒီကြောက်ကလေးဘလောက်ပဲတန်တာပါကွာလို့မထင်ပါနဲ့ဈေးနှန်းတစ်ခုကိုမျက်လုံးနဲ့အကုန်လုံးလူတိုင်းတန်းနေမနှက်ခင်းအခင်းဝိုင်းဆိုတာပေါ်မလာဘူးတချို့အခင်းဝိုင်းထဲမှာဈေးပေါပေါနဲ့လက်ဖေးပိုးနဲ့2000 3000လောက်နဲ့ဝယ်တဲ့ပြီးတော့ဆယ်ကြောက်တောင်းကြောက်သိန်းကြောက်ပြောင်းလဲသွားတာဘာလို့လဲမျက်လုံးအမြင်ပေါ်မှာမူတည်ပြီးပြောင်းလဲသွားကြလားအဲ့တော့ပြောပြကျင်တာတစ်ခုက သူများကဒီကြောက်ကိုဘလောက်ပြီးဝယ်တယ်ဆိုရင်သူမျက်လုံးနဲ့ဘလောက်မြင်လဲဆိုတာကိုမတားတင်တဲ့လေးလာတင်ပါလေတကယ်တမ်းကျွမ်းကျင်နေတဲ့ညီကောင်မတွေပြောချင်တာတကူကတော့ဝင်ပြီးတော့ blame မဲ့အစားသူဘာလို့ဒီကြောက်ကိုဒီစင်းလုံးနဲ့ပြီးပြီးဝယ်နိုင်ရလဲဆိုတာလေးကိုပဲနောက်ကလေးလာနေတဲ့သူတွေကိုဝင်ပြီးတော့ကူညီပြီးတော့ comment လေးပေါ်မှာပညာပေးစေချင်ပါလေဒါပြောပြတာပါတချို့ကြောက်ကလေးတွေကကိုမျက်လုံးထဲမှာတောင်းပိုင်းမဲမြင်ပေမဲ့ တချို့သူရဲ့မျက်လုံးထဲမှာဒီကြောက်ဟာဖန်တီးလိုက်ရင်ဘယ်လောက်ဖြစ်မယ်ဆိုတာလေးရရှိတယ်။တက်မြောက်ပြီးသားသူတွေတော့ကတော့ရိုးရှင်းနေပြီမဲ့ကြောက်လောကတဲ့ဟိုအခုမှစဝင်နေတဲ့လူတွေတွေ့ကြတော့ခက်ခဲတယ်။တချို့ကြတော့ကြောက်ဆိုင်ဆိုရင်တံမိုးကြီးတယ်လို့ထင်ပေမဲ့တချို့ကြတော့လေမျက်လုံးထဲမှာကြောက်မြင့်ရတနာလို့မမြင်မဲနဲ့ငွေဖန်တီးမှုတစ်ခုပေါ်ပဲမြင်သွားကြကြတယ်။အဲဒီတော့ဈေးတမတ်ချက်တွေအကုန်ပြောင်းလဲသွားတာ။ ောင်းမြေညီကောင်မောင်နှမများပြောပြခြင်းပါလေကြောက်တခုကိုဒီတယောက်ကဘလောက်ဝင်ဒီတယောက်ကမျက်လုံးနဲ့ဘလောက်မြင်လို့သူဘလို့ဖန်တီးမလဲဆိုတာလေးကိုပဲလေ့လာပါကျွန်တော်တို့ကကြောက်စိမ့်ဆိုတာတခုပဲတိကြတာဒီကြောက်စိမ့်ထဲမှာအမျိုးမျိုး line တွေခွဲခြားသွားကြတာတမတ်ချက်တွေပြောင်းလဲသွားပြီးငွေကြေးတွေပြောင်းလဲသွားကြတာအဲ့ဒါကြောင့်မလို့ပါလေ့လာပါကျွန်တော်တို့ကတော့ကုညီနိုင်တာဒါပဲရှိပါတယ်